ော်စီဒီတော်ရဲ့စိန်ပို့တော်အထက်ဝင်ခြင်းမှာဒရုန်းတစ်စီးပြန်တန်းလာတာကိုတာဝန်ရှိသူများကမြင်တွေ့ပါတယ်။ဒါကြောင့်ဒရုန်းကန်းနဲ့နိုင်ငံသားသားဆိုရင်အထက်မကြီးနဲ့နော်။နိုင်ငံသားသားမှလည်းကလင်ကကြစ်ရှိရအဲ့လို ားမဲမင်္ဂလာပါမွေး channel လေးကကြိုဆိုလိုက်ပါရယ်မိုးခွတ်တစ္စပိချင်းတဲ့ပြုံးလေတော့လူမှုကွေရပေါ်မှာအရောက်မှာကြရထနေတယ်ရွှေတကုံဖျားအပေါ်ထက်မှာပေါ့နော်ဒီဒုံးပြန်နာနဲ့ပတ်သက်ပြီးတော့အဓိကအကြောင်းရင်းကိုပြပြလာတဲ့ဒီအမရဲ့ဗီဒီယိုလေးကိုတစ္စပိမှာပဲဖြစ်ပါတယ်အရောက်မှာလည်းအရေးကြီးရပေါ့နော်ချစ်တဲ့မျိုးနဲ့ဘူးပြငင်းငါစာရအောင်လို့ပြန်လဲမြောက်လိုက်ကြပဲဖြစ်ပါတယ်ဒါဆိုရင်တော့ဗီဒီယိုလေးကိုဆက်လိုက်ကြရအောင်နော်ဒီဘက်ပြည်သူများရှင်ကျွန်မခုတင်ဆက်ပေးချင်တာလေးကတော့ရန်ကုန်မြို့မှာဖြစ်ပွားခဲ့တဲ့ကိစ္စလေးကိုတင်ဆက်ပေးချင်ပါတယ်ရွှေကုန်းစည်တော်မှာဖြစ်ပွားခဲ့တာဖြစ်ပါရှင့် ရွှေကောင်စီဒီတော်ရဲ့စိန်ပူတော်အထက်ဝင်ခြင်းမှာမနေ့ရက်စဉ်မေလ၄ရက်နေ့ကပေါ့နော် drone တစ်စီးပြန်တန်းလာတာကိုတာဝန်ရှိသူများကမြင်တွေ့ပါတယ်။ဒါကြောင့် drone ကန်းနဲ့တားဆီးရန်ကြိုးကန်းကြိုးပမ်းခဲ့ပေမဲ့အောင်မြင်မှုမရှိဘဲနဲ့အဆိုပါတုံးဟာအဝေးကိုပြန်တန်းလွတ်မြောက်သွားတယ်ဆိုပြီးတော့သိရပါရှင့်။အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကပေါ့နော်အမှုဖွင့်ပြီးတော့စုံစမ်းစစ်ဆေးလျက်ရှိရဲ။ပြီးတော့ဒီ drone မောင်းနေတဲ့သူကိုဖမ်းဆီးနိုင်ဖို့အတွက်လိုက်လံရှာဖွေနေရဲဆိုပြီးသတင်းရရှိပါရှင့်။ကျောင်းနိုင်ငံရွှေကုံဖျားနာမှာပေါ့နော်ဖျားရွှေကုံဖျားနာမှာဆိုရင်ဒီ drone တွေပြန်စမ်းခြင်းကိုတင်းကျပ်စွာတားမြစ်ထားရှင့် အဲ့လိုတားမြစ်တဲ့ကြားကနေတော့ဒီဒုံးဟာရောက်ရှိလာတာဖြစ်ပါတယ်ဘယ်ကနေရောက်လာတာပါလဲရှင်တေချာတာကတော့အကောင်းဆုံးရှိရွယ်ချက်နဲ့ရောက်လာတာဟုတ်ပါမလားဘောနော်ဒါလေးတော့စဉ်းစားမိပါတယ်ဒါပေမဲ့တစ်ခုရှိတာကျွန်တော်နိုင်ငံမှာဒါဖြစ်နိုင်ကြီးဘောနော်ဘယ်ကရောက်လာလဲဆိုဖြစ်နိုင်ကြီးကျွန်တော်လိုက်ပြီးတော့လေးလာဆန်းစစ်တဲ့ခါမှာဆိုတော့ဖြစ်နိုင်ကြီးနှစ်ခုသုံးခုတော့ထွက်လာပါဘောပထမဆုံးဖြစ်နိုင်ကြီးကဘာလဲဆိုတော့ဒါအကောင်းဘက်ကဘောနော်တွေ့တာကျွန်တော်နိုင်ငံမှာတို့ခါကြရင်ဓပုံလေးမြင်ပါလိမ့်မယ်အဓိက Google တို့ဘာလို့မှာကျွန်တော်မြန်မာနိုင်ငံပုံရိပ်တွေကိုဒေါ်လာနဲ့ရောင်းစားနေတဲ့ဓပုံစရာရှိရဲ့ရှင့်ကျွန်တော်မြန်မာနိုင်ငံပုံရိပ်တွေတမှုရှိရဲ့နော် တိလားတမိုးရှိရဲ့အဲ့ဒါကြီးတို့ဒေါ်လာနဲ့ရောင်းစားနေချို့နိုင်ငံသားတိုင်းမြန်မာနိုင်ငံလာရဲဆိုတာလေကျမတို့တို့စီရနေပြီးတော့ရာသီအကျိုးမြတ်ကိုရအောင်ထောက်ရမယ်ဆိုတာကလေဘာကြောင့်ပြောရလဲဆိုရင်လေတိလားတို့ကလည်းကျမတို့နိုင်ငံလာတာကျိုးမြတ်လာထောက်တာရှင့်တိလားပကံဖရားတွေပါသွားလို့ရှင့်အဲ့ပကံဖရားတပုံတွေပါရိုက်အလကားရိုက်တာမို့မြန်နိုးလို့ရိုက်တာမို့ပြန်ရောင်းစားဖို့ရိုက်တာနော်တချို့တွေဆိုရင် drone မြင်ကွင်းနေလေ drone မြင်ကွင်းနေဥမာပကံဖရားရွှေကုံဖရား drone မြင်ကွင်းနေမြင်မှာပေါ့အဲ့လိုက်လေဒီလိုပဲ ဥစ္စာဒေါ်လာနဲ့ရောင်းစားလို့ရတယ်နော် Google မှာလေဟုတ်လားအခုကျွန်တော်တို့နိုင်ငံအရင်ချင်းမှုအမွေနေ့တယ်တော့ရသွားပြီးရှင်ခုမှတို့အဲ့လိုမျိုးပိတ်စာတွေအဝတ်စားတွေအသုံးဆောင်တွေပြန်ထုတ်တာလည်းရှိတယ်အဲ့ဒီဒီဇိုင်းတွေကိုပြန်ရောင်းစားတာနော်တို့ကကျမတို့နိုင်ငံအစီအနှစ်ကိုလာပြီးခတ်စားနေရကျမတို့ကတို့ဒီတိုင်းတည်းမှာပုံပုံပဲပဲနဲ့ပေးလိုက်စရာအကြောင်းမရှိဘူးအဲ့လိုပေးနေရတဲ့နှစ်ပေါင်းများစွာလဲကြာခဲ့ပြီအဲ့ဒီတစ်စင်ကဒီဟာလဲဖြစ်နိုင်ပြီးရှိရပေါ့နော်ဟိုရွှေကုံဖျားရဲ့ညင်ခွင်းကို drone နဲ့လာပြီးတော့အမြင့်ရနေလာရိုက်တာလား ီလိုရိုက်ကြတာမှခွင့်ပြုချက်မရှိဘဲနဲ့ရိုက်တဲ့ပုံစံခွင့်ပြုချက်ယူလို့ရှိရင်တို့အခွန်ဆောင်ရမှာလေဒီကကျမတို့နိုင်ငံရဲ့ပုံရိပ်တွေကိုအသုံးပြုမယ်ဆိုတော့တို့အခွန်ဆောင်ရမှာအဲ့ဒီခွန်ကြောက်လေတို့ကကျမတို့စိတ်နာမရှိနိုင်ငံသားသားတွေကနိုင်ငံသားသားဆိုတာအထက်မကြီးနဲ့နော်နိုင်ငံသားသားမှလည်းကလင်ကကြစ်ရှိရအဲ့လိုသူများရဲ့ရင်ကျိမှုကိုခိုးပြီးတော့ရောင်းစားရတာမှရှိရဲ့ရှင်ဒီကနိုင်ငံသားသားဆိုတာကျမတို့ကဆွဆက်ထင်ကြီးကြမလို့ကျမတို့ကမှတို့ရင်ကျိမှုတော့မခိုးဘူးတို့ကလည်းလာခိုးတယ်ကျမတို့ရင်ကျိမှုကအလောက်ကြီးအဆင့်မြင့်နေတယ်ဒီလားအဲ့လိုအဆင့်မြင့်တဲ့ရင်ကျိမှုပိုင်ဆိုင်ထားတာတော့မှတချို့မြန်မာတွေကတန်ဖိုးထားတာကမှမသိဘူး ဇလန်အဲ့လိုတော့ရှိရဲ့ကျမောက်မန်ငန်းလေးသိလားတန်ဖိုးရှိတန်ဖိုးသိမှာတန်ဖိုးရှိရဲ့ဆိုစကားအဲ့ဒါကျမောက်မြန်မာတွေအတွက်ပဲကျမတို့ကိုတန်ဖိုးကိုမသိဘူးကိုကိုကိုကဘာမှာအစင်နဲ့နှိမ့်ကြရလူမျိုးလို့ထင်နေတာမဟုတ်ဘူးကျမတို့ကဘာမှာလေသလားရင်ကျင်းမှုအစင်တန်မြင့်မားတဲ့လူမျိုးရှင်အဲ့လိုမြင့်မားလို့တော့မှသူများနိုင်ငံလာလာပြီးခိုးနေတာကျမတို့လာလာခိုးချနေရတာ เนาะอะไรเหล่านี้ซึ้งซ่าตับโหจะมาเปียๆอ่ะบาရှင်เนาะดีတော့ไอ้ဇလန်อ่ะဒီလိုလဲဖြစ်နိုင်ပါတယ်ဒီဒီလိုပေါ့เนาะဒီခိုးပြီးတော့ဓာတ်ပုံရိုက်ချင်တဲ့အတွက် drone မှာကင်မရာတက်ပြီးတော့ line ရိုက်တာလည်းဖြစ်နိုင်တယ်ဒါဖြစ်နိုင်ချေတစ်ခုပေါ့နောက်တစ်ခုကဘာလဲဆိုအကြံဘတ်တိုက်ခိုက်ချင်လို့ကျမတို့နိုင်ငံဘာသာရေးစောင့်အောင်လေအကြံဘတ်တိုက်ခိုက်ခံရတာခဏခဏပဲပြီးတော့ရွှေဒီကုန်ဖျားနဲ့ပတ်သက်ပြီးတော့အကြံဘတ်တိုက်ခိုက်မှုတွေလုပ်ဖို့အတွက် လာပြီးထောက်လန်းတာမဖြစ်နိုင်ဘူးလားဒါလည်းဖြစ်နိုင်တာပဲဟုတ်ကြမလားမဟုတ်ပါဘူးလို့ကျမတို့ကဘယ်ရောင်မှတရက်တည်းတွက်လို့မရအောင်ဖြစ်နိုင်ကြရအများကြီးပဲ နော်စီကြတာကတော့ဒါဟာကောင်းသောရည်ရွယ်ချက်နဲ့လာတာမဖြစ်နိုင်ဘူးပြီးတော့ drone ကိုအပျော်ပြန်တန်းနဲ့ဆိုရင်ရွှေဒဝံဖျားရဲ့အထက်မှာလာပြီးတော့ဝဲနေကြဘာကြောင်မှမရှိဘူးရှင်သူတို့ကတော့နီနီနန်းနန်းပဲပြန်မှာပဲနော်ဒီတော့ဒီဟာကတော့တေချာလေးကို light တင်တယ်ဟို light ပြီးတော့စုံစမ်းတင်တယ်ပေါ့ဘယ်ကလာလဲဆိုတာဇင်းမြစ်ထုတ်ပြီးတော့စုံစမ်းတင်ပါရှင်အဲ့ဒီစင်းမြစ်ကမြန်မာနိုင်ငံသားစီရပဲလာလာနိုင်ငံခြားသားစီရပဲလာလာထိရောက်စွာရေးယူတင်ပါတယ်။ကျွန်တော်နိုင်ငံ CEO ကနည်းနည်းလေးပြည်နေရောလေ ခွေးတိုးလိုက်တခိုးတိုးလိုက်ဖြစ်နေတာပေါ့နော်ဇလန်ကလို့ရရှိရရှင်သိလားစီယိုပြည်နေတယ်ရှင်ကျမတို့နိုင်ငံကလေသိရမလားဟိုခွေးတိုးပေါက်လေးပေါ်နေပါဘာရှင်အဲ့တော့အဲ့ခွေးတိုးပေါက်ကနေခွေးရဝင်နေနော်ဒါအိတ်အိတ်နဲ့ကျမဥပမာပေးတာပါဘာလို့မှကျမခွေးလို့ပြောတာမဟုတ်ပါဘူးနော်လျှော့ပြတာပါအကျမတ်တမားရေဆိုလဲဒီလိုပဲခွေးတိုးပေါက်လေးကနေဝင်နေကျွန်တော်နိုင်ငံရင်းချင်းမှုကိုခိုးချင်တဲ့သူဆိုလို့ပဲခွေးတို့ပေါက်လေးကနေဝင်နေကျွန်တော်တို့အခုံလည်းမဆောင်ချင်ဘူးအလကားရှူသွားတယ်နော်ပြင်ပြန်ရောင်းစားတယ်ကျုံမြက်တွေထုတ်တယ်ပြီးကျွန်တော်နိုင်ငံကိုမကောင်းပြောတယ်ပေါ့နော်နောက်နောက်ပေါ်ကျရင်ကျွန်တော်နိုင်ငံမှာသူတို့ကြုံလာဖြစ်မှာမသိအရုပ်ကောင်းလေး ီဟာကျမောက်နိုင်ငံအစည်းအဝေးကိုလည်းစားတယ်။ကျမောက်နိုင်ငံသားတွေမျက်နှာဘန်းပြပြီးတော့ပတ်စံတောင်းစားနေတဲ့အဖွဲ့အစည်းတချို့တော့ရှိသေးရဲ့။ရှိသေးရဲ့နော်။အဲ့ဒီအချင်းကိုကျွန်တော်တို့မြန်မာနိုင်ငံသားတွေသွေးချောက်စီအောင်လို့သွေးထိုးလှုပ်ဆော်ပြီးကျမတို့အချင်းချင်းတတ်ခိုင်းပြီးတော့ဇက်ပွဲကြည့်လို့ကြည်နေတဲ့အဖွဲ့ရယ်ရှိသေးရဲ့။နော်။အဲ့ဒီအဖွဲ့တွေနောက်တစ်ချိန်ကျရင်နောက်နောက်ကဘာကြလို့ရှိရင်ကျမောက်မြန်မာမှာတို့ကြော်လာခံရလိမ့်မယ်တေးကြရတယ်။ကျမတို့ရဲ့အသက်သွေးကြောတွေကျမတို့ရဲ့ရင်ကျေးမှုတွေကျမတို့ထိန်းသိမ်းဆောက်ရှောက်ခဲ့တဲ့အရာတွေဟာသူတို့ရဲ့ထမင်းအိုးဖြစ်နေတာ။ကျမတို့ကသူတို့ထမင်းကြွေးထားတာ။ ဟုတ်လားအနေထားအဲ့လိုရှိရယ်နော်မြန်မာတွေကိုအနေထားကိုသိပါကိုအနေထားဒီနိုင်ငံသားတချို့ထမင်းကျွေးထားတဲ့အနေထားဆိုတာသိပါနော်ဒါပြပြတာနော်အနေထားအဲ့လိုရှိရယ်ရှင်နော်မြန်မာဆိုပြီးကိုကိုအထင်မသေးနဲ့ကိုကြောင့်ထမင်းစားနေရတဲ့နိုင်ငံသားတွေအများကြီးပဲနော်ကျမတို့ဒီမှာအချင်းချင်းတစ်ချက်ချလိုက်တာနဲ့တို့ကဟိုမှာထမင်းကလုတ်စားရတယ်အဲ့လိုအများကြီးပဲနော်အဲကိုကိုရဲ့အခြေအနေကိုသိကိုတန်ဖို့ကိုသိနော်ကိုအသက်ကိုကိုတန်ဖို့ထား နော်မြန်မာနိုင်ငံသားတွေမျိုးတုံးပါလို့ရှိရင်အချို့နိုင်ငံသားတွေသမင်းငတ်လည်းမယ်သမင်းပျောက်လည်းမယ်သမင်းကွဲလည်းမယ်အဲ့လိုနေထားရှိရနော်ဒါကတော့တရင်သုံးချက်ချက်လေးကလည်းကျွန်မကိုမြန်မာနိုင်ငံသားတွေအချမ်းမိုးလေးကိုပြောပြရဖြစ်ပါရဲ့ရှင်ကျွန်မတော့ကုတံမကိုမသိဘူးလေသိဟာကုတံမကိုမသိဘူးအဲ့တော့ကုတံမကိုသိအောင်ပြောပြတာကုတံမကိုသိပြီးတော့ကိုနိုင်ငံတို့တက်တံမိုးရှိအောင်လုပ်ရမယ်ရှင်ဒါလေးကအရေးကြီးပါတယ်နော်ဒီတော့သတင်းဆိုလို့ရင်းကတော့ drone တွေဟာဒီလိုမျိုးလွတ်လပ်စွာပြန့်သန်းနေတာမဖြစ်သင့်ဘူးနိုင်ငံတော်ကနေပြီးတော့လုံခြုံရေးကိုအထူးပြုစိုက်တင်တယ်ကျမတို့ရန်ကုန်မှာဆိုလဲတကိုးကြီးရဲ့ ဖျားစီတွေရှိရဲပြီးတော့တံပိုးကြီးတဲ့အဆောက်အုံတွေများရှိရဲအဟိုဘယ်လိုပြောမလဲ drone နဲ့ပဲစစ်ပွဲတွေအခုချိန်မှာဆန်နွှဲနေတဲ့အတွက်ဒီ drone တွေကနေလက်နက်တွေကြမလာဘူးလို့လည်းဘယ်သူမှဘဲဘေးရင်ဆရာမှအတိအကျဟောမထားအောင်ရှင်။နော်ဒီတော့ဒါလုံကြုံရဲ့အစ်စ်ညစ်တင်တဲ့နဲ့ရန်ကုန်အတွက်အနီရောင်မီးလေးတစ်ချက်ပွင့်သွားလို့ကျွန်မမြင်နေရှင်။နော်ဒီတော့ရန်ကုန်တိုင်းမှာတာဝန်ရှိတဲ့သူတွေအထူးပြုစိုက်ပါလို့လည်းကျွန်မတို့ဒီမိဘပြည်သူများအားလုံးကိုစားပဲတိုက်တွန်းလိုက်ပါစေရှင်။ကိုကြီးတို့ကအင်္ဂလိပ်လိုပြောတော့နားမလည်ခင်တညီမလို့ဘာသာပြန်ပြန်နေတယ်လေ။ 90 feet allow 60 meters လောက်ကျောဘက်ကရှူတာလျောင်းကအတောင်60ရှိရပေ90ရှိရလို့ပြောတာလေ Chris Crean တဲ့ဝီခီနီနင်္ဂလာဒီဝီဆိုဒီပြောက်တဲ့မနူဝမင်းနဲ့နင်္ဂလာဒီဝီလို့ပြောတာလေ No Burma the monkey ဆိုမနူဝမင်းကညမဘယင်မဟုတ်ဘူးမိုးဘယင်လို့ပြော Inside the Saston Kabi Nambia ဆိုတဲ့နဲ့ကြောင်းနဲ့ရော့တဲထားနံပြလို့ပြောတာလေ Yes smiley no smiley ဆိုပြုံးတာနဲ့မဲရလို့ပြောတာလေ Imbagan a sleeping Buddha the two temple one more Buddha the broken ဆိုတာ ဗကန်မြမလျောင်းတော်မူမယ်ဆိုရှိရလို့တဆူကပြူကြပျက်စီးသွားလို့ပြောလीအင်းတမနေဤဓမယာကြီးတစ္တမွေဗကရဘီပန်ခီနရဒူကေဝတူပျက်စီဟေခေဖာဒမ်ရတော်အပီဒီဘီနတန်အဲ့တော့အေးရတော့လည်းမဟုတ်ရဲ့အဲ့တော့အေးရတော့ ရဲ့သူမဓမရဲ့ညမကတိအနုဆလေးရကောင်းတာအာနာနာနေရဆေးပကြီးကောင်းတာဆူရမင်းကြောက်စားဆုံးနိုင်များတဲ့ဒီဖီးယားသမားကြာဒီအခုလိုတမိကနာဝေကြည့်မှာဖီးယားဓမရဲ့ဒီဖီးယားတဲ့ဒီဖီးယားတရေမြန်လေးတို့ရပါနေတယ်နိသူမရှင်ရကိုရကျင်တဲ့ကြောင်းနဲ့အဖေကောင်းနေဖြစ်တယ်တဲ့အကိုရတော့စားပွဲမှာစိတ်ခတ်တာပဲကြာဒီနောက်ဘန်းသူဝင်ဖြစ်လို့ဒီဖီးယားကိုကြရအောင် ဖရားစင်တကလာထုံးလည်ပြီးလည်းရမကောသစီတစ်ခေါက်နဲ့ရောနာပေါမှုပါလေလားအရင်ကတော့စိတ်သာသူရှိတယ်သူဓမေဒီဖရားပြောတာညာတက်ပြီးဦးတဲ့မျိုးလေးလေးကတော့အာနာနဲ့ရစင်းပြီးရောနာစူလာမင်းဖရားသမိုင်းရောပြောတာဒါပဲလား ခင်ဗျာကဲပါမျိုးတို့ရေမိုးရဲ့ဗီဒီယိုလေးတော့ဒီလောက်ပါပဲဗီဒီယိုတက်မှာဆိုလို့ရှိရင်တော့ဒီဒုံးပြက်နာမယိုးတောက်လို့တော့ထင်တယ်ပေါ့နော်ကတ်တက်ထားတဲ့နယ်မြေကိုမှသူတို့ကလာပြီးတော့အတင်ရဲပြီးတော့ဒီဘိုင်ရွယ်ချက်နဲ့ပြန်လဲဆိုတာတော့မတူဘူးပေါ့နော်ဒါပေမဲ့မယိုးတောက်တာတော့တေချာတယ်ပေါ့နော်ကြည့်တဲ့မျိုးတွေလည်းဘဟုတရရအောင်လို့ပြန်လဲညှောင်းလိုက်တာပဲဖြစ်ပါတယ်အခုချင်းနေတဲ့မျိုးရဲ့ထင်မြင်စัจချက်လေးနဲ့အတွေ့အကြုံလေးတွေကိုလည်းဗီဒီယိုလေးအမကွန်မန့်လေးတွေရေးပြလို့ရပါရဲ့ရှင့်မိုးရဲ့ဗီဒီယိုလေးကိုစောင့်ကြည့်လဲပါကြည့်ရှုပြီးလို့အားလုံးကျေးဇူးတင်ပါတယ်ရှင့်နောက်ထပ်လည်းမိုးဘူးတရရဲ့ဗီဒီယိုလေးတွေ ဆယ်လီတဲ့နေ့ဟာတပ်ဗီဒီယိုလေးကိုနေ့စဉ်နဲ့တင်ဆက်ပေးသွားမှာမို့မို့ channel လေးကို like subscribe ချက်တော့ဖို့တောင်းဆိုပါရှင့်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်တဒါး